ီနေ့ကတော့တမယ်ရဲနဲ့စားလို့ကောင်းတယ်မကြီးရွက်နဲ့ကစွန်းရွက်ကလေးကိုကြော်ပြမှာဖြစ်ပါတယ်ဟင်းဒီမစားခြင်းဆိုရင်ဒီဟင်းဒီတမယ်နဲ့စားကောင်းတာပဲဖြစ်ပါတယ်ကစွန်းရွက်နဲ့မကြီးရွက်နဲ့ကြော်ဖို့အတွက်ကိုကစွန်းရွက်လေးတွေကိုခုလူပါးပါးလေးညှက်ထားပါတယ်ပြီးတော့မကြီးရွက်လေးတွေကိုလည်းရေးဆေးထားပါတယ်ကစွန်းရွက်နဲ့မကြီးရွက်နဲ့ကိုရေးဆေးပြီးတော့စစ်ထားပါမယ်ပြီးတော့ ซีตับหมู่ด้วยเจตตอณีเยปะสวนจอมหมู่ญาญๆเยพี่รองะปีเลเนเนเยยุติอย่างเต็มหมู่เยแท้บีซีตับบามะရှင်งะปีเลแจกว่าได้อธิซีตับบามะရှင်แกยีโกต้งน่ะปะสวนจอมก็งานเนี่ยสุรุษิยซ้ามะแท้บาเนเนาะ ဒီကတော့စားပေါ့ပစွန်ချောက်ဖြစ်တဲ့အတွက်စားနိုင်ငံထည့်ပါမယ်။ဒီမှာငါပြည့်တဲ့ပါတဲ့အတွက်အရန်ငယ်နဲ့ပစွန်ချောက်ကိုသုံးမယ်ဆိုလို့ရှိရင်စားမထည့်ပါနဲ့နော်။ကတန်လေးတွေနှောင်းအောင်ပြည့်ချက်လိုက်ပါမယ်။အကြီးရပေါ်တဲ့အချိန်စားရတဲ့စားတောက်ခွဲရတမျိုးဖြစ်ပါတယ်။ကျွေးနော်ငပိလေးလည်းကြည်သွားပါပြီ တက်တွန်လေးလည်းဝင်စားပြည်လာပါပြီကဲအားလို့ရှင်တော့ခုနကီးချွတ်ထားတဲ့အစွန်ရုပ်ကလေးနဲ့မကြီးရုပ်ကလေးကိုဖိတ်ချတော့ပါနော်ဒီနော်နှံ့အောင်ဖြည့်ပေးရမယ်ရှင်အရွယ်လုံးဝမှအချို့မှုန့်နဲ့စားလီဖြည့်ပေးရမယ်နော်

တချို့မဟုတ်မထည့်ပါဘူးရှင်ဝေးချန်ဟင်းခတ်မုတ်တွေရယ်စားလေးရထည့်ပါမယ်တချို့မဟုတ်နဲ့စားနဲ့သုံးရင်လည်းရပါတယ်ရှင်ဒါလေးကိုနှံ့အောင်ထပ်မှုပြီးပါမယ်ခုလိုမျိုးနှံ့အောင်မှုပြီးသွားဆိုရင်တော့အရန်ကိုစားကောင်းတဲ့အချင်းလေးနဲ့အရသာရှိလာတဲ့ကစွန်ရက်နဲ့မကြီးရက်ကြော်လေးရပါပါပါရှင်မကြီးရစာမကြီးရမပေါ်တဲ့ချိန်ကမွန်ရသုံးလို့လည်းရပါတယ်ရှင်အဆက်ကြိုက်တဲ့လူတွေကတော့ အကျမ်းဘက်ကလေးစီတက်ပြီးကြော်လို့ရှင်တော့ဆက်ဆက်ကလေးစားရပါတယ်ကျမကတော့ကလေးစားမှဖြစ်တဲ့အတွက်အဖြူပဲကြော်လိုက်ပါတယ်နော်လုံးဆောင်ကြည့်ကြပါရှင်ဆက်စားကြည့်ကြပါရန်ကိုမိန်ပါတယ်ဒီဟင်းလေးတစ်ခွက်ရှိနေတော့စားလို့ရနေတဲ့ဟင်းလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်